ကျမက physics နဲ့ကြောင်းပြီးထားတာဖြစ်ပါတယ်အဲ့တော့ကျမလေးစားသဘောကျတယ်သိပ္ပံပညာရှင်ကြီး physics ပညာရှင်ကြီးတရားရဲ့အကြောင်းကိုမျှဝေပေးခြင်းပါတယ်1955ခုနှစ်အသက်86နှစ်မှာကွယ်လွန်ခဲ့တယ်။သူကွယ်လွန်ပြီးတဲ့နောက်မှာဘာကြောင့်သူကဉာဏ်ကြီးရှင်ဖြစ်ရလဲဆိုတာကိုသိကျင်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အုံနောက်ကိုခွဲစိတ်ပြီးတော့လေးလာဆက်တမ်းမှုတွေလုပ်ခဲ့တယ်။သူ့ရဲ့အုံနောက်ကို အစိပ်ပေါင်း240လောက်ထိခွဲစိတ်ခဲ့တယ်လို့လည်းသိရပါဗါ။အဲ့ဒီနောက်မှာတော့ဂျူးပညာရှင်တွေကလည်းသူ့ရဲ့အုံနာကိုအစ္စရေးမှာမြုံနှံဖို့တောင်းဆိုခဲ့တယ်။အမေရိကန်ပညာရှင်တွေကလည်းသူ့ရဲ့အုံနာကိုအမေရိကန်မှာမြုံနှံထားခြင်းနဲ့ပေါ့။နောက်ဆုံးမှာတော့သူ့ရဲ့အုံနာကိုနေရာတော်တော်များများမှာ ပြသထားတယ်လို့သိရှိခဲ့ရပါတယ်။အမေရိကန်နိုင်ငံက Medical Museum နဲ့ National Museum တွေမှာလည်းပြသထားတယ်လို့သိရှိရပါတယ်။ ဒီသိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းကိုဂျာမန်ဂျူးလူမျိုးမိဘတွေကနေပြီးတော့မွေးဖွားခဲ့တာဖြစ်ပါတယ် E equal to mc square ဆိုတဲ့နှိုင်းရသီအိုရီကိုရှာဖွေတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့စွမ်းရည်ဓာတ်ထုနဲ့အလင်းလင်တွေရဲ့ဆက်နွယ်မှုကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် 1922ခုနှစ်မှာ Nobel Prize in Physics ဆိုတဲ့ဆုကိုလည်းရရှိခဲ့ပါတယ်။ဂျာမနီနိုင်ငံသားဖြစ်ပေမဲ့ဂျာမန်တယောက်ဖြစ်ကနေပြီးတော့ဆွန့်လွတ်ပြီးတော့ Swiss နိုင်ငံသားဖြစ်လဲခံယူခဲ့ပါတယ်။1933ခုနှစ်မှာ Einstein က American နိုင်ငံကိုရောက်နေတဲ့အချိန်မှာဂျာမနီမှာ Hitler ရဲ့အာဏာကြီးထွားလာတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာမနီကိုမပြန်တော့ဘဲနဲ့ American နိုင်ငံမှာပဲ American နိုင်ငံသားအဖြစ်ခံယူခဲ့ပါတယ်။ သူငယ်ငယ်ကအတော်အရှက်ကြောက်ကြီးတဲ့ကလေးတယောက်ဖြစ်ခဲ့ပြီးတော့ညံရီလဲထိုင်းခဲ့ပါတယ်။သူ့အတန်းတွေကဆီယမ်မကြီးကတော့ညံထိုင်းတဲ့ကလေးတယောက်လို့သတ်မှတ်ခဲ့ကြပါတယ်။အစတိုင်းရဲ့မိဘတွေကလည်းညံရီမမီတဲ့ကလေးတယောက်ဖြစ်နေမှာစိုးရင်ခဲ့ရပါသေးတယ်။တိတ်ခဲ့ပညာရှိကြီးအိုင်းဆိုင်ကရောင်ရဲတင်းနေလွယ်တဲ့လူဖြစ်ပြီးတော့ဂုံလင်းငွေတွေကြောက်ကြမှုတွေကိုမမတ်မောတယ်လို့ခီးယူလည်းမဆိုင်ခဲ့ပါဘူး။ တခါကသိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းတင်မော့နဲ့ခရီးသွားတော့တင်မော့ကပရင်ကသူ့အတွက်အထူးတည်တံ့အခန်းကိုစီစဉ်ပေးခဲ့ပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်ကြီးကလက်မခံဘဲနဲ့အများနည်းတူဂုံးပတ်ပေါ်မှာပဲစီးခဲ့ပါတယ်။သိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းကသူ့တွေးရှိခဲ့တဲ့နှိုင်းယသီအိုရီအကြောင်းကိုစာအုပ်ပေါင်းများစွာရေးခဲ့တယ်လို့လည်းသိရှိခဲ့ပါတယ်။ဒါပေမဲ့နားလည်သူကတော့လက်တဆုပ်စာပဲရှိတယ်လို့လည်းဆိုခဲ့သေးပါတယ်။ကသူရဲ့ theory ကိုအယိုးရှင်းဆုံးပုံစံနဲ့ဥပမာပေးပြီးရှင်းပြခဲ့ပါသေးတယ်။တကယ်လို့မင်းက ကမချောချောလေးတယောက်နဲ့အတူထိုင်နေရရင်တနာရီလောက်အတူထိုင်နေရတာကိုတောင်မှ1မိနစ်လောက်ပဲထင်ပါလိမ့်မယ်။တကယ်လို့မင်းကအရန်ပူတဲ့မြို့ပေါ်ပေါ်မှာထိုင်နေရမယ်ဆိုရင်1မိနစ်လောက်ထိုင်ရတာကိုတနာရီလောက်လို့ထင်ပါလိမ့်။ဆိုပြီးတော့ဥပမာပေးပြီးရှင်းပြခဲ့ပါတယ်။တက္ကပညာရှင်ကြီးအိုင်စတိုင်ကသူ့ရဲ့ဘဝမှာပြုမူနေထိုင်ဖို့အတွက်စီမင်းနှစ်ခုချမှတ်ခဲ့ပါတယ်။ပထမတစ်ခုကတော့ဘေးရအတွက်မှာဗာစီကဲမှာမထားရှိခြင်းဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ ူတပားရဲ့ထင်မြင်ယူဆချက်သဘောထားတွေကိုဂယုမဆိုင်ခြင်းပဲဖြစ်ပါတယ်။သိပ္ပံပညာရှိကြီးအိုင်စတိုင်းကကပါကျော်သိပ္ပံပညာရှိကြီးတယောက်ဖြစ်ပေမဲ့သူ့ရဲ့ဘဝကိုချိုးချိုးချင်ချင်ပဲနေခဲ့ပါတယ်။ဂျင်မွားဟောင်းနေနေတဲ့အဝတ်အစားတွေကိုဝတ်ပြီးလဲရှောက်သွားတတ်ပါတယ်။အုတ်ထုတ်မဆောင်ပဲလဲရှောက်သွားတတ်ပါတယ်။ရေချိုးရင်းနဲ့လေချွန်တတ်ပါတယ်။တချင်းဆူတတ်ပါတယ်။တယောတိရတာကိုကြိုက်နှစ်တတ်ပါတယ်။ ရေချိုးတဲ့ခါကျရင်ကိုတိုင်းဆက်ပြာနဲ့မုတ်ဆိတ်ရေးဖို့အတွက်လည်းသုံးပါတယ်။သဝလာကြီးရဲ့အလွန်ရှုပ်ထွေးပြီးတော့နားလေရခက်တဲ့အရာတွေကိုဖြည့်ရှင်းပြီးတော့ theory တွေထုတ်နေတဲ့သိပ္ပံပညာရှင်ကြီးကဆက်ပြာကိုကိုတိုင်းဆက်ပြာနဲ့မုတ်ဆိတ်ရေးတဲ့အခါမှာသုံးတဲ့ဆက်ပြာခွဲပြီးသုံးရမှာသူ့အတွက်အလွန်ရှုပ်ထွေးလွန်းတယ်လို့ဆိုခဲ့ပါသေးတယ်။သူဆက်ပြာကိုခွဲသုံးဖို့အတွက်မမှတ်မိဘူးလို့လည်းဆိုခဲ့ပါသေးတယ်။ သူဘာကြောင့်ပျော်ရွှင်နေရတာလဲဆိုတာဘဒုစီကဘာမှမမျှော်လင့်လို့ပါပဲလို့လဲဆိုခဲ့ပါသေးတယ်။သူ့ရဲ့ပျော်ရွှင်မှုတွေကသူ့ရဲ့အလုံးတယောတီးခြင်းရွက်လွှင့်ခြင်းတွေကရတယ်လို့လဲဆိုခဲ့ပါသေးတယ်။ဒီနေ့မှာသိပ္ပံပညာရှိကြီးအိုင်စတိုင်းကဘာလင်မှာယထာစီတော့ယထာလက်မှတ်ဖြတ်ကပြန်ဟန်းလိုက်တဲ့ငွေကမှားနေတယ်လို့လက်မှတ်ဖြတ်ကိုသွားပြန်ပြောတဲ့အခါလက်မှတ်ဖြတ်ကပြန်ပြီးတော့စစ်ကြည့်လိုက်ပါတယ်။အဲ့ချိန်မှာပြန်ဟန်းငွေကမှန်နေပါတယ်။အဲ့တော့လက်မှတ်စစ်ကခမရဲ့ပြဿနာကခမတစ်နှစ်သုံးလေးမတက်တာပဲလို့အပြောခံခဲ့ရပါသေးတယ်။ ဒါကတော့ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းရဲ့အကြောင်းကိုတည်တလောင်းမျှဝေပေးတာဖြစ်ပါတယ်။နားထောင်ပြီးလို့ကျေးဇူးများတင်ပါတယ်။